နိုဝင်ဘာ26ရက်ဘုဒ္ဓဘူးနေ့အာယုံစုတော်ကြီးအစီအစဉ်အစပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အငယ်15တပတ်ဖြစ်ပါတယ်။ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အငယ်15တပတ်ဖြစ်ပါတယ်။လူအချို့တို့သည်ညူစုရန်တွေ့ခြင်းသောတဘောနှင့်ခရစ်တော်၏တရားကိုဟောကြ၏။အချို့တို့သည်စည်နှာစိတ်နှင့်ဟောပြောကြ၏။ စွတောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖတ်မြတ်စွာသောဘုရားခင်အေဝံဂေလိတရားကိုဟောပြကြကုန်သောအင်္ဂလိပ်ဆရာဆရာမများအမှုတော်ဆောင်အသီးသီးတို့သည်တရားတော်နှင့်အညီတမန်ကျမ်းစာနှင့်အညီလိုက်လျှောက်နိုင်ဖို့ရန်တန်ရှင်းသောဝိညာဉ်တော်သည်ကျွန်တော်အားတုံ့ပြန်ပေးပါမည်အကြောင်းမနေ့ယနေ့နောက်ကလည်းမပြောင်းမလဲအသက်ရှင်၍ယနေ့တောင်ကျွန်တော်ဆုတောင်းတာကိုနားထောင်ပြီးတော့အပြည့်ပေးလို့ရှိသော ကျွန်ုပ်တို့ရဲ့ကယ်တင်ပိုင်းရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမနဲ့ယူသည်စွာကျေးဇူးတော်ပန်းကိုချီးမွမ်းတဲ့အတူတကွာဒီနေ့နာနဲ့အစီအစဉ်ကိုအရှင်ဖျားလက်တော်ထဲသို့တဘောချင်းတူလဲကျွန်တော်တို့ဆုတောင်းဆက်ကအနန္တကြပါနဲ့ပါဖျားအာမင်ဓမ္မတိချင်းမှ286သူတော်ကောင်းများခိုင်ခံ့ခြင်းကျူးညင်းစေခြင်းကိုခါတဲ့ဘိုးဘေးတွေရဲ့ယုံကြည်ခြင်းတည်ငြိမ်ကိုကြားရတဲ့အခါမှာကျွန်တော်တို့တကယ်အားရရ ထောင်သေးအကျဉ်းခံရပြီမဲ့သူစိတ်နှလုံးကတည်ကြည်ပြီးတော့ယုံကြည်ခြင်းကြောင့်အဆုံးပြန်သူတို့ရပ်တည်သွားတယ်တွေ့ရတယ်။အငယ်သုံးတစ်ဘက်ကကြောက်တဲ့သဘောကြပါလေ။ယုံကြည်ခြင်းကြောင့်ကျွန်တို့တို့ဒီရန်သူကိုပင်ချစ်ခင်ပါပြီ။ကောင်းသောအကျင့်စကားအားဖြင့်ယုံကြည်ခြင်းတရားကိုဟောပြောမည်။ယုံကြည်ခြင်းတရားဟောတဲ့အခါမှာချက်ကိုလည်းကောင်းသောအကျင့်စကားနဲ့ဟောပြောဖို့အင်မတန်အရေးကြီးပါလေ ထိုကဲ့သို့ခေါ်ပြောနေအောင်ကျွန်တော်အသက်တာများကိုပြင်ဆင်ဖို့ဖြစ်ပါတယ်ဒီသင်းလေးကိုထိုကဲ့သို့ဘိုးဘီတို့ကဲ့သို့ယောမနိုင်ငံကြီးခရစ်ယာန်နိုင်ငံဖြစ်သွားတဲ့တိုင်အောင်မြန်မာပြည်ကြီးသည်ခရစ်တော်ခရစ်တော်သည်မြန်မာပြည်ဖြစ်လာနိုင်အောင်ထိုကဲ့သို့စကတ်တဲ့သဘောနဲ့ဒီဆိုချီးမွမ်းကြပါစို့ ကြည့်ရင်လူချို့လူကညူစီကြံတွေ့ချင်တဲ့သဘောနဲ့ဟောတယ်တချို့ကတော့စိနစစ်ပြီးဟောပြောကြတယ်တရှင်ဘုလားဘယ်လိုပဲဟောတဲ့လူဝေဟောပြောသည်ဖြစ်စေတစ္ဆာရှိဟောပြောသည်ဖြစ်စေဘယ်သူဘယ်လိုပဲဟောဟောခရစ်တရဲ့တရားကိုဟောပြောခြင်းကြောင့်သူကဝမ်းမြောက်တယ်ဒါကြောင့်အငယ်၁၆ကြည့်လိုက်တဲ့အခါမှာငါဒီအဝိနည်းတရားကိုထောက်မှတ်ဖို့ရ ခံထားတော်သူဖြစ်ကြောင်းကိုဤသူတို့သည်တည်၍ခရစ်တော်၏တရားကိုမြတ်တာစိတ်နှင့်ဟောပြောကြတယ်။တကယ်ပဲဤဝင်တရားဟောဖို့ကြောင့်ထောက်ဖျားပြီးခံထားတယ်လို့ဖြစ်မှသိရင်တော့ဤဝင်တရားဘာလဲဟောမလဲမြတ်တာတဲ့။ဒါတော့ကြီးမြတ်သောဖျားပြီးစေခိုင်းမှုဤဝင်တရားဆိုတာတမားပြတ်လူမျိုးတကာတို့ကငါတမိဖြစ်စေလေ။ပြည့်စုံမြတ်သောပညာတို့ကိုစောင့်ရှောက်စေခြင်းကဆုံးမတော်ဩဝါဒပေးကြတော့ ဘုရားသခင်အလိုတော်ကလူအပေါင်းတို့သည်ကဲတင်ကြီးတွေကိုရောက်ရတမာကြကိုတိဖို့အလိုရှိတယ်။အဲ့ဒီဘုရားသခင်ခန္ဓာလေးဣဝင်လီတမာလေးဣဝင်လီဟောပြောတဲ့လူတွေကဘယ်လိုပြောလဲခရစ်တော်ရဲ့တရားကိုမြတ်တာစိတ်နဲ့ဟောပြောကြတယ်။ကြီးမြတ်သောစိတ်ခိုင်းမှုကိုကြီးမြတ်သောပညာဖြစ်တဲ့ဘုရားသခင်ကိုအကျွေးမဲ့ချစ်တဲ့စိတ်နဲ့အကျွေးမဲ့အစွမ်းတတ္တိရှိမဲ့ဉာဏ်ရှိမဲ့ချင်းရမကကိုနည်းဆက်ဆိုင်သောသူတွေဝိညာဉ်ရပြီးဆုံးတော့မယ်ဝိညာဉ်ရဘယ်သွားမှမသိတဲ့လူတွေအတွက်မြတ်တာစိတ်နဲ့ ဟောပြောဖို့ဘုရားရှင်အလိုလိုရှိတယ်။အဲ့ဒီလိုဟောပြောဖို့ရာဧဝံဂေလိတမန်တော်ကိုဘုရားခင်ကကောင်းကြီးပေးခြင်းနဲ့အလိုရှိတဲ့ဟောပြောစီခြင်းနဲ့အငင်း16နဲ့20မှာကြည့်ရင်ဒုဖြစ်၍အဘယ်သို့နည်းသူတို့ရဲ့ဟောပြောသည်ဖြစ်စေတစ္ဆာရှိဟောပြောသည်ဖြစ်စေအဘယ်သို့သောအပြင်ဟောပြောသည်ဖြစ်စေခရစ်တော်ရဲ့တရားကိုဟောပြောခြင်းရှိ၏ထိုအကြောင်းကြောင့်ငါသည်အခုဝမ်းမြောက်ခြင်းရှိ၏နောင်နဲ့လည်း 王庙里面，陪同女巫家拿土地，还是临时召集么些？现前今年比较重要，一点新的别墅、滴滴别墅，那我看到那看到的什么别？考虑到天山是街道，用力好来干嘛？啊，林地也保护没？再一个看到什么表现也考虑到天山要准备了，在库边天山条木民户家的庙人员。 အာကြည့်၍တောင်းတတယ်နဲ့အညီတင်တို့ဆုတောင်းသည်ဖြင့်ယေရှုခရစ်၏ဝိညာဉ်တော်မဆာတည်၎င်းဤအကြောင်းအရာတို့ကိုငါတို့ကိုကယ်တင်သောအကြောင်းအရာဖြစ်သည်ဟုငါတို့သိကြ၏တကယ်ပဲအမှုတရားဟောရကမှာကျွန်တော်ထဲကနေဘုရားရဲ့ဘုံအတ္တရိဂုံတော်ကိုထင်ရှားစီဖို့ဖြစ်ပါလေယေရှုကြံတွေ့ခြင်းတဲ့သဘောနဲ့ဟောရင်လည်းဘုရားရဲ့အပြစ်မတင်ပါဘူးဒါပေမဲ့တကယ်ဖြစ်စေချင်တာက ဘုရားခင်ရဲ့ဂုဏ်ပြုတင်ရှားစေဖို့ဖြစ်ပါတယ်။ဧဝံဂေလိခေါ်တဲ့အခါမှာလည်းကျွန်တော်မှာတမန်နေရှင်မောလူကဧဝံဂေလိပတ်သက်ပြီးနီးပြူဟာလေးတွေရှိပါတယ်။အဲ့ဒါကိုကောရိန္သုဩနစာပထမစာအခန်းကြီး9မှာကျွန်တော်ကိုတွေ့နိုင်ပါလေ။အငယ်19ကနေ22နှစ်ထိကြည့်မယ်ဆိုရင် ငါသည်အဘေသူအဘေသူဤကျုံမဖြစ်တော်လဲတာ၍များသောသူတို့ကိုရချင်းအလင်ကလူတကာတို့ကိုကြောက်ခါရတယ်ခရစ်တော်ပြောသလိုပဲလောကကြီးကိုလာတာဖျားဘုန်းကြီးစီစုပြီးတော့လာပြီမဲ့လူသတိခံလာပြီမဲ့လူတွေကိုခိုင်းစီဖို့အထက်နဲ့အာနာနဲ့အစူတရားပြုဖို့မဟုတ်ဘူးအသက်ကိုစွန့်တည်တယ်ဟာအစီကံမို့လာတယ်ရှင်ဘောလူကလည်းငါဒီလူခတ်တဲ့ကိုရဖို့အတွက်လူကြီးရဲ့ကျုံမဖြစ်ပြီမဲ့ သူတို့ကိုရဖို့လူတကာတွေရဲ့ကြုံဝင်ကခံပါလေဘသူတွေလဲယူဒလူကိုရခြင်းအလို့ကယူဒလူကဲတော့ဖြစ်တယ်ယူဒလူတွေအမယူဒလူတွေကဝတ္တမစားဘူးဥပုန်ဒီကိုစောင်းလျှောက်တယ်အရေးပါစေးတယ်အဲ့ဒီနေ့အတွက်ဆိုရင်အဲ့ဒီငါလုပ်တယ်မတန့်ရှင်းတဲ့ပေါင်းမိစပင်ရိုက်တယ်ရှင်မလို့အကုန်လုပ်ခဲ့တယ်အရေးပါလေးတဲ့သူတော့ယူဒလူတွေရဖို့ယူဒလူကဲတော့အသက်ရှင် ဆရာကြီးယူတာတံဘာဘာပြည်လာတဲ့အခါမှာတကယ်ပဲမြန်မာစာကိုမြန်မာစကားလို့ထန်ခရင်ကြကြပြောတဲ့အပြင်မြန်မာသတ္တကိုပြုစုနေတဲ့အထိမြန်မာနဲ့တထက်ထည်ဖြစ်သွားတယ်။ဒီလိုပြီးကိုပြုပြတဲ့အခါစင်တီလာလည်းအလားတူပဲတထက်ထည်ဖြစ်သွားတယ်။နော်ဒါကြောင့်ယူဒလူတွေကိုရဖို့ယူဒလူကဲသူဖြစ်တယ်။ပြညတ်တရားကိုကိုယ်တိုင်မရှိကတော့လေပညာတရားကိုစိက္ခတော်သူကိုရရှိအလုံးကပညာတရားကိုစိက္ခတော်သူကဲ့သို့ပညာတရားကိုကျင့်တော်သူကဲ့သို့ဖြစ်တယ် ခရစ်တော်ကိုယ်တိုင်ပြည့်ညတ်ကြောက်အကုန်စင်ကြင့်တင်တည်ဖြစ်ရခုကခွင့်ပေးပါတမန်တော်များဒီရခုနော်နော်ခုနကမစားတဲ့လူဆိုလို့မစားဘူးစားတဲ့လူဆိုစားတယ်ဥပုသ်ဆောင်နေဥပုသ်သွားတယ်ဒါလို့လုဆောင်ဖို့ဖျက်ကြည့်လို့ရှိတယ်ဖျက်ခင်ရှိရတဲ့တရားမဲ့မနေခရစ်တော်ဤတရားကိုကြင့်တော်သူဖြစ်တော်လဲပြည့်ညတ်ကြောက်မဲ့တော်သူတို့ကိုရခြင်းအလုံးကပြညတ်ရမဲ့တော်သူတိုင်းပြညတ်ရမဲ့တော်သူတကယ်ဖြစ်တယ် ြညာတရားကဟိုတမဆာဘူးစန္ဒီစနေနေ့ကိုစောင့်ကြည့်မစောင့်ဘူးစသည်ဒီလိုတွေ့တဲ့အခါမှာလေသူတွေအတူအာဒီနေ့ကတော့တမဆာဘူးဟုတ်ဘူးရှိသမျှကြီးစွာချီးမောင်ပြီးစားဖို့ဖြစ်တယ်တချိန်ခုစားနေမှာမဟုတ်ဘူးတော့သူနဲ့အတူပြညာတရားမဲ့တကယ်ဆိုတော့တွေ့မယ်အာနေသောသူတို့ကိုရကြည့်အလုံးကအာနေသောသူတို့၌အာနေသောသူကဲ့သို့ဖြစ်တယ်အာနေတဲ့လူတွေနောက်တစ်ခါလေးကျွန်တော်တိတ်ဆင်းရတဲ့လူတွေကျွန်တော်ဖိတ်ခေါ်တဲ့အခါမှာကျွန်တော်ဘတ်ကာစီးသွားပါတယ် ကားကြီးနဲ့သွားရင်သူတို့ရှိန်ပြီးတော့တခါတွေ့ဘူးဆိုတော့ကားနဲ့သွားတော့အဲ့ကျန်တန်ကျောင်းအောင်လို့ဆရာဖြစ်တယ်ဆရာဆရာကားကြီးတော့ကျွန်တော်ဆရာနဲ့စကားမပြောရတော့ဘူးတဲ့နော်အဝတ်စားလဲနွန်းနွန်းလေးသူတို့အတူပစ္စတရအတူသွားတဲ့အခါမှာတထက်တဲ့သူမြင်တယ်သူတို့ကျမ်းမြေမှာသူဆိုင်နေသူတို့သူတို့စားတယ်သူတိတ်ပြောတာပဲအာနေသောသူကိုယကြည်မှုအာနေတဲ့တကယ်ဖြစ်မယ်အဲ့ဒီနေ့မှာကာယအာနေမဟုတ်ဘူးရုပ်ပိုင်းဆိုင်ရာအာနေမယ် တော့ဆရာငယ်တဲ့လူတွေကိုသွားတည်တဲ့ဘုဖြစ်တယ်။အချို့တော့သူတို့ကိုတစုံတစ်ခုတော့အမှုအရာအဖြစ်ကဲဒီညစ်လူကခတ်တင်သောသူတို့၌ခတ်တင်သောအရာဖြစ်သည်။တင်တို့နှင့်အတူအေးဝင်လိတရားဆက်ဆံကြီးအလုံးကအေးဝင်လိတရားကြောင့်ထို့သို့ငါပြုလျက်ရှိတယ်။ဒါအေးဝင်လိတရားကိုထုတ်ကဲသောကြောင့်ဝင်ရမယ်ဆိုရင်ကောင်းကြီးမင်္ဂလာဖြစ်မယ်။အဲ့ဒီအဖြစ်အေးဝင်လိတရားဟောရင်ကြောင့်အကြီးကြီးကနှုတ်ကပတ်မျိုးစေ့ဟာ မဖောက်ပြန်မပြည့်စုံတဲ့မျိုးစင်တော့အမှန်တန်ဖိုးရှိတယ်မျိုးစင်ရတန်ဖိုးရှိတယ်ကျွန်တော်တန်ကူဘက်မှာနော်ကရင်ပြည်နယ်မှာကျွန်တော်အိုးခက်ကဆိုရင်တကကျောင်းကြီးကတော့ကောက်မှုတယ်ဒင်းကားမြို့ဒဝင်းတိရအဲ့ဒီကဒင်းကားတောင်းတော့ထက်လိုက်မြုပ်သွားအစိမပါဘူးအဲ့ဒီအစိတစိများရရင်အစိ6កောင်နေလဲဆိုရင်လင်းပြတ်တာပဲဒီအစိအတိတ်တန်ဖိုးရှိတယ်မျိုးစင်ညကပတဲ့မျိုးစင်ကိုပေါ့ပေါ့တန်တာမပြောဘူးအင်မတန်ရင်းကြီးတယ် ဒုက္ခနဲ့မင်းစုတွေကိုမဖြုံးတိဖို့အရေးကြီးတယ်။တခင်ရှိကတုန်တင်ပါလေရှင်မတဲ့အခန်းကြီး73မှာဥပမာစကားကိုပြောတယ်။လမ်းမှာကျဲခြင်းအကြောင်းကနိုင်ငံတွေရဲ့တရားစကားကိုကြားရင်နှလုံးမသွင်းရရှိတော့နတ်စုတွေလာရင်နှလုံးကျဲသောအရှိကိုနှုတ်တတ်တယ်။ဘာမှကျွန်တော်တို့မပြင်ဆင်မဲနဲ့လမ်းမှာရစ်ကျဲဘယ်လေသမားမှဘယ်စိုက်ပြေသမားမှမျိုးစိကိုလမ်းမှာမကျဲဘူး။ 就是看人哋努力嘞，比方说，他前年他伯家边点布被，老妈伯伯接屋，那都啲个，交不到，而且呢，水果姐近交度噶。第二次开会交易，外面都成呢七千克里多嘞，性能呢，还没衰，可能个跌得飞。第二次个叫阿木开呢，饮水机开下都开七千八百多都有收得哩，正过来一项嘛，都接应。 ဒီမှာခံပါတဲ့နှလုံးတွေတကြဲရင်အချင်းကြီးဖြစ်တယ်။တခင်ရွှတ်တာကိုအလိုမဖြစ်စေချင်ဘူး။သုဘိနုတွေအစီကိုကြဲခြင်းအရာမူကားတရားစကားကိုကြား၍လောကီအမှု၌စိုးရင်ခြင်းနဲ့စည်းစိမ်ဥစ္စာကြီးလှစားခြင်းတိတ်ကြောင့်တရားစကားကိုစည်းစိမ်ဥစ္စာလှစားခြင်းသည်တရားစကားကိုလွှမ်းမိုးနှီးစေသောကြောင့်အတိမတိနေဆိုလိုတည်း မျိုးစစ်ကြည့်ပြီးအတိမတိရင်ခရစ်တော်ရဲ့ကျင့်ကြင်ခံရပြီးတိတ်ချောက်သွားရတယ်။နော်ဒါကြောင့်ကျွန်တော်တို့ဒီမျိုးစစ်တွေကိုစုပင်မှာပြုမှတ်လည်းကောင်းကျဲပါဘူး။ဒါဒီနေ့ကျွန်တော်ရဲ့အင်္ဂလိပ်ရှာဓမ္မအများကြီးအစ်ဒီလိုနှုတ်ကပတဲ့မျိုးစစ်ကိုတန်ဖိုးမဲ့အောင်လုပ်ပစ်တယ်။တနည်းအားဖြင့်တရားရရင်ဒီမှာ85ရရင်ဆုံးရှုံးသွားပြီ။ကျန်တဲ့25ရရင်ကဘယ်လိုကျဲမလဲ။ကောင်းသောမြေ၌အစီကျဲခြင်းအကြောင်းကိုမကား။ကောင်းသောမြေဖြစ်ဖို့ထွန်ရရမယ်။ နော်ကျွန်တော်မြေဩဇာတေချာထဲမယ်ကောင်းကောင်းညံ့နေအောင်လုပ်မယ်အဲ့ဒီမှာမှမျိုးစစ်ချေဖို့အရေးကြီးတယ်လေသမားတယောက်ကလေထုံပြီးမှမျိုးစစ်ချေပါတေချာထွေရက်ပြီးတော့အမြင့်တွေဖဲမယ်ဘာဖဲပြီးတော့မှတေချာလုပ်ပြီးတော့မျိုးစစ်ချေပါစစ်တမ်းဘုဆန်ကြီးဘီလီရဲ့အဖွဲ့စဉ်ဒီအီဝန်လီယာဘုသုံးနှစ်ကျော်လာပြီးစစ်တမ်းချင်းပြင်ဆင်တယ်။တော့ကျွန်တော်အင်မတန်ရည်ကြည်ပါတယ်။ ကောင်းသောမြေ၌အစီကျဲခြင်းအကြောင်းဟအရာမူကားတရားစကားကိုကြား၍နှလုံးသွင်းသည်ဖြင့်အစ30အစ60အစတရားပွားမူအတိတိတတိဟုသုတ္တိဟုမိန့်တော်မူ၏တရားစကားကိုနှလုံးသွင်းမိဖို့ဒါကျွန်တော်တို့အင်္ဂလိပ်ကိုအရင်တော့ master တော်မြန်မာလို့စစ်တောင်းပြီးတော့လုပ်နိုင်လေအကျိုးရှိတယ်တခုချင်းပြောတဲ့အခါကျရင်တော့ကျွန်တော်အားပေးချင်တာကရေပလင်းတဲ့ကိုကျွန်တော်ရေချက် ီဗလင်းကြီးချက်ကြီးတော်တော်များ95ရက်ကတော့ဝင်တယ်ဂီးဆိုင်ချက်ရင်တော့နှလုံးထဲမှာနှုတ်ကတော့ရတော့တူးရင်းတေချာပြောပြီးကျွန်တော်ခရစ်တော်သာနာကျူဆောက်ဖွေရအလုပ်ပြတဲ့နဲ့စတောင်းလက်ခံဖို့ကျွန်တော်မြေတားရဲ့ခါနဲ့5ရောက်မှာ2ရောက်3ရောက်လက်ခံတယ်10ရောက်မှာဆိုရင်9ရောက်8ရောက်လက်ခံတယ်အဲ့လိုပြီးတော့သူ server follow up လုပ်တဲ့အခါမှာအစ30အစ60အစကြာပွားသွားကြတယ်သူတို့တွေအဲ့ဒီလိုလုပ်ဖို့ ကျွန်တော်တို့ဘုရားခင်တုံ့တင်တယ်ဒါကြောင့်ဣဗုဂလိတရားကိုလည်းလှုပ်ဆောင်ရင်တကယ်ပါခါကျွန်တော်ဣဗုဂလိတရားဟောနေတယ်ဘာမှတိကျရစမရှိဘူးမနေ့ကကျွန်တော်တို့ International Revival Fellowship မှာဆရာခင်မောင်တည်တက်တည်ခံပါတယ်အရင်တော့တည်းဟောလိုက်တယ်အခုတော့ဟောပြီးတဲ့အခါမှာခေါင်းပြီးတဲ့သမင်းကျွေးရင်တော့သမင်းနေစားပြီးတော့စကားမပြောနဲ့အခုတော့တစ်ဖက်တုံလေးဂျင်းတုံလေးထားပြီးအဲ့ဒါနဲ့ပြောနေတဲ့ဆုနေတဲ့အခါပို့ပြီးတော့ထည့်ရလာတယ်နှလုံးသားကြီးဝင်သွားဖို့အမှန်တရားအရေးကြီးတယ် ဤကဲ့သို့ခေါ်ပြောခြင်းအဖြစ်တခင်ရှိပြောတဲ့အတိုင်းပဲကျွန်တော်ဟောပြတာ ਨੇ ဒီလိုကျွန်တော်လုဆောင်လို့အပင်ပေါက်လာမယ်ပြောရမှာပဲအပင်ပေါက်မှုဖြောင်းကျင်တာပေါ့ကျွန်တော်ကဟောယုံမကရေလောင်းရမယ်ရှင်မိုးလူပြောဆိုငါ music ကျဲတယ်အာဘိုးလူကရေလောင်းတယ်အပင်ကိုကြီးပွားစေတာဘုရားခင်သူကဲ့သို့ဆောင်ရွက်မယ်ဆိုရင်ကျွန်တော်တို့အတင်းတော်တွေအမကန်တူတယ်လာမယ်ယုံကြည်သူလူတွေနေ့တိုင်းတည်ဝင်စေမယ် together ဖြစ်အောင် ကျွန်တော်တို့ဆုတောင်းဖို့ဖြစ်ပါတယ်။ခဏအတွက်ဆုတောင်းဖို့ဆုတောင်းချက်ကတော့ရှေ့တမန်တော်များကဲ့သို့ကျွန်တော်တို့ဒီခရစ်တော်ရဲ့ဧဝံဂေလိတရားအတွက်မိမိကိုယ်ကျိုးကိုပဒါနာအထားပဲဆက်ကအစီအကံတော်သူများဖြစ်ရန်နေ့ချက်ကတမန်တော်ရဲ့ပြည့်စုံမှုများအားအတူယူလျက်တခင်ပြား၏သာသနာတော်အတွက်အဆုံးတိုင်အောင်တည်တံ့ရှိစွာဆက်ကသူများဖြစ်ရန်စင်တော်ဝေပါဝိနည်းရှင်များနဲ့ အင်္ဂလာရက်မှတ်ကိုတဲ့မြင်းနဲ့စနီးမောင်တို့တွေလည်းကျေးဇူးတော်ချီးမွမ်းရင်းတဲ့ဒီနှုတ်ကပတဲ့ music ကိုကျင်းနိုင်ဖို့ကျွန်တော်စစ်တောင်းပေးဖို့ဖြစ်ပါတယ်အတူတူကစစ်တောင်းချက်ပါစို့ကောင်းငင်ပုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ရှိတမန်တော်များကဲ့သို့ရှိဘိုးဘီများကဲ့သို့ကျွန်တော်တို့သည်ခရစ်တော်ရဲ့ဧဝံဂေလိတရားကိုအတွက်မိမိတို့ကိုချိုးကိုပဒံကမထားပဲဆက်ကအစီကံတော်သူများဖြစ်စီဖို့ အီဝင်လေးဟောပြောတော့သူတိုင်းကိုတော့ကောင်းကြည့်ပြီးတော့ပါတမန်တော်ရဲ့ပေးဆမှုအားအတူယူရဲ့တခင်ဖျားဤသာသနာတော်အတွက်ဆုံးတဲ့အောင်တစ္ဆာရှိစွာဆက်ကသူများဖြစ်စေဖို့ညီစေရင်မူခံရတော်လဲဘူးပိရိယယုံကြည်ခြင်းအတိုင်းအဆုံးတဲ့အောင်တည်ကြည်နိုင်ဖို့ယုံကြည်ခြင်းကြောင့်ကျွန်ုပ်တို့သည်ယန္တကိုပင်ချဲ့ပြီးတော့ကောင်းသောအကျင့်စကားအားဖြင့်ယုံကြည်ခြင်းတရားကို 讲到今次个阿片，有最近第二个好标内部一度阿片，有人民包括阿力，教育里么讲系统性阿片，平日平日讲人民个看啥也比啥东西啥教学，杀掉都低低低落低头啊，明咪哩每年个面呢，每年十的，呢，明咪人一面过面呢，明拉心年冇尿都来抽筋都。 လောကမှာအသက်ရှင်စေကောင်းကင်နဲ့ဆိုင်တဲ့သူယေရှုများကိုဝိညာဉ်များစွာကိုခေါ်သွင်းယူဆောင်ခြင်းအဖြစ်ဆက်ကြောင်နဲ့နဲ့တဘူမဖြတ်နိုင်တဲ့အသက်ဝိညာဉ်များကိုကယ်တင်နိုင်တဲ့ကောင်းကင်ဘန္ဒာတွေကိုစုနိုင်ဖို့အတိအကျကိုကောင်းကြီးပေးဖို့ရန်ဆုတောင်းကြတဲ့အခါမှာခရစ်အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံလို့မိမကြီးမှပြည့်စုံဖို့ကိုလိုတင်ပေးခဲ့တဲ့ပထနာတော်အတိုင်းကျွန်တို့တို့အတူတူကဆုတောင်းကြမိပါကောင်းကင်ဘုံ၌ရှိတော်မူသော ျွန်ုပ်ဒီဖာကိုတော်ဤနာမတော်အားယူတည်လေးမြချင်းရှိပါရှင်တော်နိုင်ငံတော်တည်ထောင်ပါရှင်တော်အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကြဲသို့မြေကြီးပေါ်မှာပြည့်စုံပါရှင်တော်အသက်မွေးလောက်တော့အစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြမာသောပြများကိုကျွန်ုပ်တို့သည်လွတ်ကြဲသို့ကျွန်ုပ်၏အပြစ်များကိုလွတ်တော်မူပါအပြစ်သွေးဆောင်ရသောမလိမ့်မပါစီပဲ။ မကောင်းသောအမှုများမှလည်းကင်တို့ပါအစိုးပိုင်သောအခွင့်နှင့်ဘုန်းကုအာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်အဆုံးသတ်ဖို့အတွက်ဓမ္မတိရေမ349ပြောစရာဝတ္ထုရှိသည်စူပြစရာတခြင်းရှိသည်လူတွေကို ပြဖို့ကဲတင်ရှိသည်အဲ့ဒီတခြင်းကတကယ်ပဲလူတွေရဲ့နှလုံးသားကိုအင်တက်ချင်းအလင်းနဲ့ပြည့်မယ် ကြမ်းတမ်းမှုတွေကိုပပျောက်စေမယ်တစ္ဆာတရားကိုသိစေမယ်အပြည့်ရှိသောသူတို့ကိုကယ်တင်ခြင်းကခရစ်တော်ကြွလာတယ်ဆိုတဲ့စကားကအကျင့်မဲ့ခရင်အတော်စကားတစ္ဆာစကားဖြစ်တယ်ဒီစကားကိုခရစ်တော်မိမာတဲ့အတိုင်းပဲဥလည်းမတုံထမ်းဆောင်ကြပါစို့ထမ်းဆောင်နေမှုရကျွန်တော်အတ္တတော်စက္ကတသဘောသူကဲ့သို့ခရိယန်တိုင်းကိုမေတ္တာပို့တဲ့သဘောနဲ့ပြီးစုချီးမွမ်းကြပါစို့ I'll tempted. လီလူမျိုးတစ်ခါတခုငါတပည့်ဖြစ်စီလို့ပိသမရသောပညာတော်တို့ကိုစောင့်ရှောက်ရှိစေခြင်းကဆမ္မာအော်ဒါပြကြလို့မှဒီလက်ကကဘာကုတိတဲ့အောင်တင်းနစ်အတူရှိမည်ဆိုသောကုရှင်ဂတိတော်ကိုယုံကြည်လက်ကိုလိုစေခိုင်းသောကြီးမြတ်သောစေခိုင်းမှုကိုကိုလိုပေးတဲ့ကြီးမြတ်သောမေတ္တာပြည့်ဝနဲ့ဆောင်ရွက်လက်ကိုလိုရှိတော်မှတွင်ပြန်တွေ့တဲ့အခါမှာ တစ္ဆာနဲ့ပြည့်စုံသောငင်သားကောင်းလို့ချီးမွမ်းခြင်းဂုဏ်သတိကိုခံရသည့်တည်းအောင်ကျွန်တော်အသီးသီးတွေမင်္ဂလာဖြစ်လျက်ကျွန်တော်ဟောပြောသောသူတို့ဒီလေနှလုံးသားထဲမှာနှုတ်ကပတော် music ကြာရောက်ပြီးအစ30အစတရားသောအသီးသီးလာတည်းတည်းအောင်ကောင်းကြီးမင်္ဂလာဖြစ်ဖို့ရန်သရဖျားသည်ကျွန်တော်တို့ကိုကောင်းကြီးပေးဆောင်မကြည့်ရှိပါစေတော့ကျွန်တော်တို့ဘုံမကုရဲရှင်မြတ်အလင်းတော်ကိုလွှတ်လျက်ကျွန်တော်တို့အားဂယုနာကျေးဇူးပြုတော်မူပါစေတော့ကျွန်တော်တို့အသီးသီးကိုမျှကြည့်၍ ချမ်းသာပြီးတော့ပါစေတော့ခမည်းတော်ဘုရားသခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့မိသားဘွယ်ချင်းကျေးဇူးအပေါင်းတို့သည်အင်ဝိတရားကိုဝေငှသောသားသမီးအသေးသေးနဲ့ကြားနာရသောသားသမီးအသေးသေးပေါ်မှာယခုမှစ၍ကာလအစဉ်မြဲသက်ရောက်တည်ရှိတည်နေပါစေတည်းအာမင် Amen.